်မင်္ဂလာပါဒီနေ့ရဲ့ပထမ content လေးကိုတော့ပေါ့ပေါ့ပပအကြောင်းအရာလေးနဲ့ပဲဆက်လိုက်ကြရအောင်တော်တော်လေးညင်ညင်ညင်ညူဖြစ်နေကြတဲ့ Arsenal ပရိသတ်တွေရဲ့စိတ်က Gabriel Magalhaes စာချုပ်တစ်တိုးတဲ့အကြောင်းအကြောင်းရော Fabrizio Romano ကိုယ်တိုင်ပြောလာတဲ့ အာစနယ်အသင်းနဲ့ဘန်ဂျမင်ဆက်စကိုတို့ရဲ့ဆွေးနွေးမှုအခြေအနေတွေကရှေ့ကိုရောက်နေတဲ့တိုးတက်နေတယ်ဒီတစ်ခါဆွေးနွေးမှုသည်ကိုချင်းကိုချင်းအေးချင်းနဲ့နှစ်ကိုကြားပြောတာမျိုးမဟုတ်ဘဲနဲ့ Leipzig ရောအာစနယ်ရောကစားသမားနဲ့ပတ်သက်တဲ့သူတွေရောအကုန်လုံးပါဝင်တဲ့ဆွေးနွေးမှုဖြစ်တယ်လို့သိရတဲ့အခါကျတော့ဒါသည်အာစနယ်အသင်းအလုပ်တကယ်လုပ်နေတယ်ဆိုတဲ့သက်သေကိုရရှိတယ်ဆိုတော့အာစနယ်ပရိသတ်တွေနည်းနည်းတော့စိတ်ထဲမှာအေးသွားကြတယ်တကယ်တော့အာစနယ်ပရိသတ်တွေသည်အသင်းဘက်ကနည်းနည်းလေးအချိုးပြေရင်တောင်မှအများကြီးလက်ခုပ်ပြေးပေးကြမဲ့လူမျိုးတွေဖြစ်တယ်လို့ကျွန်တော်က ယုံကြည်ပါရယ်အသင်းကကိုဝိလဲကြောင်းပတ်လုံလုံအားကြည့်လို့အခုလိုမျိုးဆဲရတဲ့ဆိုရတဲ့အနေထားတွေရောက်လာတာပါပြီးတော့ကျွန်တော်မနေ့ကတော့က page မှာ Partinan ပြောတဲ့စကားလေးကိုကျွန်တော်တင်လိုက်တယ် Arsenal အသင်းအနေနဲ့ transfer window တွေရောက်တိုင်း romanize လုပ်နေတာဇလန်းလေးတွေဆင်ပြီးအဲ့ဒီပေါ်မှာတာယာနေတာပေါ့ဗျာ ဲ့ဒီလိုအဖြစ်ပြက်မျိုးတွေကိုရှောင်သင့်ပြီးရှော့သင့်ပြီးဆိုပြီးတော့ပြောလာတယ်။ညာတော့အပြင်ဆိုရင်တော့ကျွန်တော်အဲ့ဒီလိုမျိုးပွဲဖြစ်စီလောက်တဲ့အကြောင်းအရာတွေကိုရှောင်ပြီးတော့ပဲတင်တယ်။ဥပမာ Gary Neville တို့ Ryan Kane တို့ဆိုလို့ရှိရင်ဗျအသင်းကိုဝေဖန်တာတွေတော်တော်လေးများတယ်။တချို့ဟာတွေကိုရေးလိုက်လို့ရှိရင်ပြည်သက်ကလည်း ဒေါသကိုစွတ်သလိုဖြစ်မယ် page ကတော့ engagement ရတာပေါ့လေဒါပေမဲ့ကျွန်တော်အဲ့ဒီလိုမျိုးဆိုလို့ရှိရင်၁၀ခုမှ၃ခုလောက်ပဲတင်တယ်အရန်ကြီးမလိုအပ်ဘူးလို့ထင်တာကြောင့်လည်းပါတယ်အသင်းကိုဝေဖန်တာအသင်းကိုပြောတာဆိုပေမဲ့မထည့်လိုက်ရင်မရေးလိုက်ရင်လည်းရတဲ့သတင်းမျိုးလို့ကျွန်တော်ယူဆတယ်အဲ့ဒါကြောင့်မလို့ဖူတစ်ဖြစ်စီမဲ့အရာလေးဆိုလို့ရှိရင်ရှောင်းတယ်သို့တော်မနေ့ကတော့ကိုကိုရိုင်းလဲအာဆနယ်ဘုတ်အဖွဲ့ကိုနည်းနည်းလေးအမြင်ကတ်နေတာပါတယ်ဆိုတော့ ပါရီနန်ပြောတာလေးကိုတင်ပြလိုက်တယ်ဝိုင်းဆဲတဲ့လူကြီးလည်းမနေပါဘူးကောင်းပါတယ်ခဏတော့စိတ်ပေါ့သွားတာပေါ့လေဒါပေမဲ့ခုနပြောသလိုပဲနည်းနည်းတော့ကောင်းကောင်းလေးလုပ်ပြရင်ပဲအများကြီးလက်ခုပ်တီးပေးမဲ့ပြိသက်အမျိုးအစားတွေမှာကျွန်တော်လည်းပါတာဖြစ်တဲ့အတွက်ကြောင့်အဓိကတိုက်စစ်ပြစ်မှတ်အတွက်စကားပြောနေတဲ့အသင်းသင်းကြားထဲမှာဆွေးနွေးမှုတွေရှိနေတယ်ဆိုတာကိုသိရတဲ့အတွက်ကြောင့်ဒေါသတော့နည်းနည်းပြန်ပြေသွားတယ်ချိန်ထဲမှာပဲ video graphs ကိုလည်း second option အဖြစ် Andrea Bata ကညှိနှိုင်းထားပြီးဖြစ်တယ်တိုက်စစ်မှုကိုဈေးအများကြီး ပေးရတာမျိုးမဟုတ်ဘဲအတက်နိုင်ဆုံးရှော့ပြီးခေါ်လိုက်နိုင်ပြီဆိုလို့ရှိရင်ကြံတဲ့ငွေနဲ့တာမန်ကစားသမားတယောက်ကိုလည်းသုံးအောင်မယ်လို့အတင်းတွေမှာဖော်ပြနေကြတယ်။ဆိုတော့နည်းနည်းလေးစိတ်ကူးပြန်ရင်ကြတာပေါ့ဗျာ။ဒီလိုစိတ်ကူးရင်မိလို့မင်းတို့ကအာဆနယ်အသင်းလှိမ့်သိမြခံနေရတာပဲလို့ပြောချင်တယ်ပြောဗျာမတက်နိုင်တော့ဘူး။ပြီးခဲ့တဲ့တစ်လလုံးလဲအာဒီတာကိုပြောလိုက်အိုဒီကတ်ကိုပြောလိုက်ပြောချင်တိုင်းပြောပြီးသွားပြီဆိုတော့အသင်းပွဲရှင်ပျော်တတ်တဲ့ပရိသတ်စိတ်လေးကနည်းနည်းပြန်ဝင်လာပြီဒီတော့မဖြစ်နိုင်ခြင်းနဲ့ဖြစ်နိုင်ခြင်းမှာဖြစ်နိုင်ခြင်းဘက်ကိုရိမ့်ပြီးတော့ဒီနေ့ရဲ့ content လေးကိုလုပ်ချင်တယ် အကယ်၍ကျွန်တော်တို့အသင်းသည်တောင်ပန်ကစားသမားတယောက်နဲ့တိုက်စစ်မှုတယောက်ကိုပဲကောင်းကောင်းမွန်မွန်ခေါ်လိုက်နိုင်ပြီးတော့အခုလူစည်းရင်အတိုင်းဆက်သွားရဲဆိုလို့ရှိရင်ရော ကျွန်တော်တို့အတွက်အန္တရာယ်ရှိနိုင်သလားဆိုတဲ့မေးခွန်းကိုအဓိကစဉ်းစားမိပါတယ်ဒီအကြောင်းကပဲအခုကျွန်တော်ပြောနေတဲ့ဗီဒီယိုရဲ့အဓိကအကြောင်းအရာဖြစ်ပါတယ်ရှေ့ပိုင်းမှာနည်းနည်းလေးရှာရှည်မိသွားတာ sorry ပါမနေ့ကတည်းကလည်းနားထားရတယ်ဆိုတော့ပြောချင်တာလေးတွေနည်းနည်းများသွားလို့ပါဆိုတော့လက်ရှိအခြေအနေနဲ့တောင်ပန်တယောက်တိုက်ဆင်မှုတယောက်ပဲထက်ရောက်လာမယ်ဆိုလို့ရှိရင် Arsenal အသင်းရဲ့အခြေအနေကောင်းသလားဆိုလို့ရှိရင်တော့ရေဝူရအပြင်ကောင်းတယ်လို့ဖြေရမယ်တိုးတော်ကစားသမားတွေအနာတရဖြစ်လို့တော့မရဘူးအဲ့လိုမဖြစ်အောင်လဲ Arteta ဘက်က wisely လူတွေကိုထုတ်ဖို့တော့လိုတယ်ဒီအကြောင်းကိုလည်းတလားလုံးပြောပြီးွားပြီဆိုတော့အကြောင်းတော့ထပ်နေနိုင်တယ်သို့တော့ကျွန်တော်တို့အသင်းကိုအဓိကဒုက္ခပေးသွားခဲ့တာကဒဏ်ရာတွေဆိုလို့ရှိရင်အဲ့ဒီလိုဒဏ်ရာမဖြစ်အောင်လောက်ရမယ်တာဝန်ကလည်းသူ့ရဲ့အလုပ်ပဲလို့ကျွန်တော်ယူဆတယ်။ဒါကြောင့်မလို့ထက်ခါထက်ခါပြောနေရတာပါ။နောက်တစ်ချက်ကတော့လူသစ်ခေါ်ယူမှုအပိုင်းမှာနှစ်ယောက်လောက်နဲ့ပဲပြီးမယ်ဆိုလို့ရှိရင်တော့ကစားသမားတွေပြန်ရောင်းထုတ်တဲ့အပိုင်းမှာလည်းနည်းနည်းလေးတော့သတိထားဖို့လိုပါရယ်။ Squad depth ဆိုတာတကယ်ကိုအရေးကြီးပါရယ်။ကျွန်တော်တို့အသင်းဒီ ထိတ်တန်းအဆင့်ရောက်အောင်သွားတဲ့အသင်မဟုတ်တော့ပါဘူးထိတ်တန်းအဆင့်ရောက်အောင်သွားတယ်ဆိုတာကကြော်ဖြတ်ခဲ့ရတဲ့ပြိုင်ဘက်တွေထဲမှာထိတ်တန်းမဟုတ်တဲ့လူတွေအများကြီးပါတယ်ဒါကြောင့်မို့လို့ရှိတဲ့အင်အားလောက်နဲ့ပဲသွားမယ်ဆိုလို့ရှိရင်လည်းရတယ်သို့တော့ ထိတ်တန်းစင်းရင်လည်းဝင်သွားပြီးပြီဆိုလို့ရှိရင်တော့ကိုယ်နဲ့ပြန်ရတဲ့အသင်းအလုံးကလည်း grade တွေကြီးပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တွေကလည်းကိုကိုကိုအဖက်ဖက်ကပြင်ဆင်ထားရမှာဖြစ်တယ်အဲ့ဒီထဲမှာ squad depth ဒီအင်မတန်အရေးကြီးပါတယ် 9မိနစ်လောက်ပဲဝင်ကစားနိုင်တဲ့ player ပဲဖြစ်ဖြစ်အရေးမကြီးတဲ့ဖလားလို့ပဲပြောပြောဗျာဘယ်ဖလားမှမစိုးဝင်ကစားရမယ့်လူပဲဖြစ်ဖြစ်ကျွန်တော်တို့စီမှာအင်ပြည့်အားပြည့်ရှိနေဖို့လိုပါတယ်ဇင်းချန်ကိုတော်၎င်းမက်စတော်မန်တော်၎င်းစာနေတော်၎င်းပေါ့ဗျာရောက်လာခဲ့လို့ရှိရင်ပေါ့အဲ့ဒီလို player တွေတကယ်ကိုလိုပါတယ်ပြောရင်းနဲ့သတိရပါတယ်တောင်မန်နဲ့တိုက်စစ်မှုနှစ်ယောက်ပဲခေါ်မယ်ဆိုလို့ရှိရင်အဲ့ဒီတောင်မန်ကစားသမားကတော့စာနေဖြစ်လို့မရပါဘူးရိုဒရီကိုလောက်တော့ဖြစ်မှအဆင်ပြေပါလိမ့်မယ်ဒီနေရာမှာနှစ်ယောက်ဆိုတာကအဓိကလိုအပ်တဲ့တိုက်စစ်မှုဘိုင်းကိုကျွန်တော်ပြောတာပါ ဂိုသမားကီပါကိုခေါ်ဖို့အတွက်ပြင်ဆင်နေတဲ့ကိစ္စလည်းရှိတယ်။ရာယာရဲ့အရန်ကလည်းလိုအပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကီပါတယောက်အာစနယ်ကိုရောက်လာတဲ့ဆိုတဲ့အဖြစ်အပျက်မျိုးကလည်းဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်။ Star player နှစ်ယောက်လောက်ကိုပဲအသင်းရဲ့လူစည်းရင်းကိုဖြည့်မယ်ဆိုလို့ရှိရင်နံပါတ်1လောက်ရမယ့်အချက်ကလူတွေကိုစွတ်ရောင်းလို့မရဘူး။ကျွန်တော်ကနောက်တန်းကိုနည်းနည်းစိုးရင်လည်းကျွန်တော်တို့နောက်တန်းမှာ၈ယောက်လောက်ရှိတယ်ဗျာ။ဒေါနော်မီကစားနိုင်တဲ့လူတွေ။အဲ့ဒီလူတွေအကုန်လုံးဒီဒဏ်ရာပြဿနာကြုံကိုကြုံခဲ့တယ်။ Van White ဒဏ်ရာပြဿနာကြုံတယ်၊ Julian Timber ကြုံတယ်၊ Saliba ကြုံတယ် Gabriel Magahis ကြောင့်လည်း Calafiori ပြောမနေနဲ့တော့ Louis Kelly ကလည်းအနာတရဖြစ်ခဲ့တယ်ဆိုတဲ့သတင်းလေးတွေကျွန်တော်တို့မကြာခဏတွေ့ရတယ်။ဒါကြောင့်မို့လို့ဖြစ်နိုင်လို့ရှိရင်တော့ဇင်ကြီးကိုကျွန်တော်အသင်းမှာဆက်ပြီးထားစေချင်တယ်။ဒါသည့်ဇင်ချန်ကိုကိုကြိုက်လို့မဟုတ်ဘူး။နောက်တန်းကစားသမားအသစ်ထပ်ပြေးဖို့အစီအစဉ်မရှိဘူးဆိုလို့ရှိရင်တော့ဇင်ချန်ကိုကို keep လုပ်ထားတာဒီအဆင်ပြေလိမ့်မယ်။ဇင်ကြီးသည်ပွဲတွင်နီးပြူဟာအပြောင်းအလဲတွေနီးစနစ်အပြောင်းအလဲတွေအတွက်တော်တော်လေးကို flexible ဖြစ်ပြီးတော့လုံနိုင်ကြနိုင်တဲ့ အနေထားမှာလည်းရှိသေးတယ် first line up player တယောက်အနေနဲ့ဆိုလို့ရှိရင်တော့ပြောစရာအများကြီးရှိတယ်အဆင်မပြေဘူးသို့တော့လူစားဝင်ကစားသမားဖြစ်စေတခြားသောအခြေအနေတွေမှာသုံးဖို့ပဲဖြစ်စေဇင်ချန်ကိုဒီကောင်းကောင်းအလုပ်လုပ်လို့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်ကလူသစ်ထက်ခေါ်ဖို့အစီအစဉ်မရှိဘူးဆိုလို့ရှိရင်နောက်တန်းမှာဘသူ့ကိုမှရောင်းမထုတ်စေချင်ပါဘူးနောက်ထပ်ကွင်းလေပိုင်းကတော့ဗျာပါတီမထွက်ဘူးဇူဘီမန်ဒီရောက်လာတဲ့ဆိုလို့ရှိရင်သူ့ဟာနဲ့သူအားလုံးအဆင်ပြေပြီး balance ဖြစ်နေပြီး Mikel Merino ကလည်းဂိုးတွေတအားအောင်မှတွင်းနေတယ်ဆိုတော့ကျွန်တော်တို့ကအလုပ်ဖြစ်တယ်တိုက်စစ်မှာကလည်း Gabriel Jesus ပြန်လာမယ် င်းကင်ရှိတယ်အခု shares ကိုထက်ရောက်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့သူကလက်ပတ်နေပြီလို့ပြောရမယ်အဓိကကြတာကတောင်းပန်ပဲစာခါကိုအချိန်မြင့်ညှစ်ပြီးသုံးနေလို့မရဘူးသူနဲ့ substitute လုပ်မဲ့ player alternative player ရှိမှကိုဖြစ်မယ်နောက်တစ်ချက်ကတော့ martinelli trossard နှစ်ယောက်နဲ့လုံးဝဆက်သွားလို့မဖြစ်ဘူး ို့တော့အရန်အဖြစ်လဲနှစ်ယောက်စလုံးကိုကျွန်တော်ထားခြင်းနဲ့ဒါကြောင့်မို့လို့ညာတောင်မန်မှာကစားနိုင်တဲ့ဒေါင်တောင်မြေပလေယာတယောက်လိုပါတယ်အခုထွက်တဲ့သတင်းအခင်းချင်းတွေကိုကြည့်လို့ရှိရင်ဘတ်ဂျမင်ရှာစကိုကတော့အသင်းကိုရောက်လာလိမ့်မယ်ကျွန်တော်တို့မျှော်လင့်သလိုမျိုးစောစောစီးရောက်ဂျာစီကိုင်းအင်တာဗျူးတွေဖြေးလေ့ကျင့်ခွင့်မှာခြေစွမ်းတွေပြအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့ဗျာသုံးဆန်တိုင်းဤပဲဤပဲနဲ့ပဲရောက်လာမှာပါဒီတော့ပရိသတ်တွေအနေနဲ့ဆက်ပြီးအာယုံဆိုင်ခဲ့ရမှာကတောင်မန်ကစားသမားဘသူကိုခေါ်မလဲတကယ်ခေါ်မလားဆိုတဲ့အချက်ပဲကျွန်တော်ကတော့ A class တယောက်ရောက်ကိုရောက်လာစေခြင်းနဲ့ဒါမှရှင်ရင်းဆွဲလူနဲ့ပေါင်းလိုက်လို့ရှိရင်အသင်းရဲ့ squad တော်လေးကိုတောင်းတောင်းတင်းတင်းဖြစ်သွားမှာပါ။ဒါကမှစေရီနာတွေကောင်းပြီးတော့ကစားသမားတွေထပ်ဝဲမယ်ဆိုတော့လေတပိုင်းပေါ့ဗျာ။ကျွန်တော်ကတော့မထင်ဘူး။ဖြစ်နိုင်ချေအများဆုံးဒီဂိုသမားတယောက်ရောက်မယ်၊ဇူဘီမန်ဒီရောက်မယ်၊တိုက်စစ်မှုရောက်မယ်၊တောင်းမန်ရောက်မယ်။ဒီလောက်နဲ့ပဲသွားမှာ လက်ရှိရှင်ဆွဲ player တွေကလည်းဒဏ်ရာသာမရဘူးဆိုလို့ရှိရင်သူ့ဟာနဲ့သူတော်တော်လေးကစားနိုင်ကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဒီတိုင်းပဲဆက်သွားလိမ့်မယ်ကျွန်တော်အနေနဲ့နည်းနည်းလေးဖြည့်ဆွတ်ပြီးပြောချင်တာကနောက်တန်းကိုမပေါ့ဖို့နောက်တန်းကိုတတိမလွတ်သွားဖို့နောက်တန်းအင်အားလျော့သွားမဲ့ကိစ္စတွေကိုမလွတ်ဖြစ်ဖို့ဆိုတဲ့အချက်ပဲကျွန်တော်တို့အခုနားလည်ထားရသလောက်ဆိုလို့ရှိရင် Arsenal အသင်းမှာ financial low asset လုံးဝမရှိဘူး PSR တွေဘာတွေညာတွေရော လုံးဝငြိမ်းထားပြီးသား ီလိုအခြေအနေမျိုးမှာမလိုအပ်ဘူးဆိုလို့ရှိရင်စင်ချန်ကိုကိုကျွန်တော်ထုတ်ပြီးမရောင်းစေချင်ဘူးတခုတော့ရှိတာပေါ့လေနောက်နှစ်တွေမှာဆိုလို့ရှိရင်တော့ရောင်းဖို့အတွက်ပိုခက်ခဲလာနိုင်တယ်ဆိုတဲ့အခြေအနေတွေတော့ရှိလိမ့်မယ်ဒါဆိုလို့ရှိရင်လည်းစင်ကြီးကိုထုတ်ထုတ်ပြီးလို့ရှိရင်ရေရှည်အတွက်ပဲဖြစ်ဖြစ်အရန်အတွက်ပဲဖြစ်ဖြစ်သုံးလို့ရနိုင်တဲ့နောက်တန်းကစားသမားတစ်ယောက်ကိုကျွန်တော်ပြန်ပြီးတော့ခေါ်စေချင်တယ်မတော်တဆပြီးခဲ့တဲ့ယာဒီကလိုမျိုးတန်းရဒိုက်ဆစတာတွေထပ်ဖြစ်မယ်ဆိုလို့ရှိရင်မလိုလားအပ်တဲ့ခက်ခဲမှုတွေဖြစ်လာမှာဆိုလို့ပါဒါတွေကအရေးတကယ်ကြီးပါတယ်ဆိုတော့အခုဗီဒီယိုမှာပြောခဲ့သမျှတွေကတော့အသင်းရဲ့လိုအပ်ချက်တွေကို အာဆနယ်မန်နေဂျမန့်ကတကယ်လုပ်ပေးမယ်ဆိုတဲ့ mood မျိုးနဲ့ပြောတာပေါ့လေမနေ့ကတည်းကနားလိုက်တဲ့စိတ်ခံနဲ့ရောညဦးပိုင်းမှာရတဲ့သတင်းကောင်းလေးတွေကြောင့်ရော စိတ်နည်းနည်းကြည်နေတဲ့ပြည်သက်တယောက်ရဲ့ပြောဆိုမှုဖြစ်ပါတယ်။ကျွန်တဲ့လူတွေလည်းကိုယ့်ရဲ့အမြင်ကိုကိုရေးသွားလို့ရပါတယ်။ကျွန်တော်အနေနဲ့လည်းပြီးခဲ့တဲ့တလာလုံးလုံး ODK တို့ Arteta တို့ Arsenal Management ရဲ့လုပ်ပုံကိုင်းပုံတွေတို့ကိုတော်တော်လေးလည်းပြောပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ရက်လောက်တော့နည်းနည်းလေးအကောင်းပြန်မြင်ပေးလိုက်ပါအောင်မယ်။ရှေ့ဆက်ပြီးတော့လည်းကောင်းတဲ့အကြောင်းတွေပဲပြောပြီးတော့ယာတီသစ်စီကိုသွားကျင်တယ်။ဒါဝေးပါသေးတယ်။လောလောဆယ်ဒီနေ့ရဲ့ဒုတိယ content ကြလို့ရှိရင်ဘာအကြောင်းပြောပြမလဲဆိုတာကပိုပြီးနည်းနည်းဆက်ဆက်ရှိပါတယ်။လောလောဆယ်တော့ Arsenal အသင်းရဲ့ ရှေ့ကိုတိုးလာတဲ့အပြောင်းအရွှေ့လှုပ်ရှားမှုလေးတွေကိုမူတည်ပြီးတော့အပြုသဘောဆောင်တဲ့သုံးသပ်ချက်လေးတွေကိုတင်ပြလိုက်ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။